ရက်ခွက်ထဲမှာအိမ်နေရင်ရှိတယ်ဗျတိန်ကငွေတိုးပေးစားတယ်အပေါင်ခံတယ်ရက်ခွက်ထဲမှာရွာထဲမှာရှမ်းတာတဲ့စင်းရင်ဝင်ပါတယ်ဗျဘီနာအင်ရယုံစည်ကြီးအိမ်မရှမ်းတာပြီမဲ့စားနိုင်တောက်နိုင်တဲ့အိမ်ပေါ့ဗျာရှမ်းတာတဲ့အိမ်မှာတမိလေးတယောက်ရှိတယ်ဗျတီရီတဲ့ဘီနာစီအိမ်မှာလည်းတမိလေးတယောက်ရှိတယ်မျိုးမျိုးတဲ့စီတမိမျိုးမျိုးကလှတယ်ဗျာလှတာမှမပြေမစင်ဘဲနဲ့ကိုလှပါတယ်ဗျအပေါင်းဆိုင်ရာတမိတီရီကကြည်ပျော်ရှုပျော်ရှိပါတယ် ဟဲနှစ်ယောက်လုံးခြိုက်ဖို့ကြီးငယ်အတွေ့တွေနဲ့မို့ရက်ွက်ထဲကကာလာသားတွေချားထဲမှာရေပန်းစားတရင်မွေးတာပေါ့ဗျာ။အိုဘိန်ကမြူးမြူးဘာလေးဝတ်တဲ့အမေရဲ့တမိကိုအဝတ်စားလေးများများဝယ်ပေးပါအောင်။အိုဘိန်ကမြူးမြူးဘာဖနစီတဲ့အမေရဲ့တမိကိုအဲ့တဲ့လှတာလေးဝယ်ပေးပါအောင်။မြူးမြူးဘာနကက်လေးဝတ်ထားတဲ့အဲ့တဲ့လှတာလေးပူကြည့်တာလေးဝတ်ရှင်တဲ့အမေရဲ့တနေ့တနေ့အပေါင်ဆိုင်ရတိရိပါဇက်ဖျားကတမျိုးတည်းမျိုးနေပေမဲ့ကိုကတော့မသိချပါဘူးဗျာ။သူ့အိမ်လို့သူလို့တဲ့သူ့เจ้าသူသွားတယ် သူ့စာသူကြက်တယ်သူ့တငယ်ချင်းနဲ့သူစကားပြောပါတယ်ဗျာအဲတနေ့တော့သူတို့အိမ်ကိုမျိုးမျိုးဖြစ်စီရောက်လာတယ်ဗျသူ့ရှန်တဲ့အိမ်လေးကိုရောင်းချင်ပါတယ်အเจ้าမျိုးမျိုးကြောင့်နေပြောင်းရမယ့်ကိစ္စတွေပေါ်လာတာကြောင့်မှဆိုပြီးတော့ပေါန်ဆိုင်ကတယုတ်ကြီးစီကိုရတဲ့ဈေးနဲ့ရောင်းချသွားပါတယ်ဗျာတယုတ်ကြီးလဲငါသမီးစီရမျိုးမျိုးနာမည်မကြရတော့လောက်ဘူးဟဆိုပြီးဝမ်းသာအားရပေါ့ညာနှစ်ပေါင်းတော့ကြာတဲ့အခါမှာတယုတ်ကြီးတို့လင်မယားသုံးပါသွားကြတယ်ဗျာ အပေါင်းဆိုင်လဲပိတ်သွားရတယ်။တီလီလဲရွာကာလာရာတယောက်နဲ့အကြောင်းပါခဲ့ပြီဗျာ။ကလေးတွေတူးလို့တွဲလောင်းနဲ့အရင်အိမ်ကြီးနေရာမှာပိုသေးတဲ့အိမ်သေးသေးလေးနဲ့မိသားစုတွေနေကြပါလေဗျာ။အဲ့ဒီအချိန်ရက်ွက်ထဲမှာကားနဲ့ကြီးတစ်စီးစိုက်လာပြီးသူနဲ့ရွယ်သူအမျိုးသမီးတူကြော့ကြော့မော့မော့ဆင်းလာတယ်ဗျာ။သူ့လို့သူ့လို့သူ့ချောင်းသူတက် သူ့စာသူကြက်ပြီး ပထမအရွယ်မှာပညာကောင်းကောင်းရှာခဲ့တဲ့မျိုးမျိုးဟာအရွယ်ရောက်ပြီးဥစ္စာရှာတဲ့အချိန်မှာလဲသူ့လမ်းစဉ်တိုင်းသူ့ဘော်သူတာဝန်ကျေခဲ့ပါတယ်။နိုင်ငံခြားခရီးစဉ်တွေပြီးမှအရင်နေရာဟောင်းကိုပြန်တန်းတလာလို့ခဏလာကြည့်တဲ့မျိုးမျိုးကိုမမမိပဲနဲ့။ဟိုဘက်အိမ်ကနေကလေးကလေးခွာရင်တထူးစစန်းနဲ့ကြည့်နေရှာတာကတော့တိတိပါဗျာ။